G7 စမုထိပ်သီးခုနှစ်နိုင်ငံအစည်းအဝေးတက်ရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာညီလာခံဖွင့်ပွဲတက်ရောက်ပြီးနောက်မကြာမီမှာပဲရုတ်တရက်အမေရိကန်ပြည်ထောင်စုတို့ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။စမုထိပ်သီးခုနှစ်နိုင်ငံရဲ့ခေါင်းဆောင်များနဲ့ဥရောပကောင်ရှင်နဲ့အခြားသောပုဂ္ဂိုလ်ကိုဦးသာအစည်းအဝေးခမ်းမတွင်သို့ဝင်ရောက်ခွင့်ရရှိခဲ့ပြီး အဆိုပါအစည်းအဝေးစတင်ပြီးမကြာမီမှာပဲအမေရိကန်ပြည်ထောင်စုရဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးဟာကနေဒါနိုင်ငံမှဆင့်အမေရိကန်ပြည်ထောင်စုသို့ရုတ်တရက်ထွက်ခွာလာပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးဟာကနေဒါနိုင်ငံမှဆင့်အမေရိကန်နိုင်ငံသို့ပြန်လည်ရောက်ရှိပြီးအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအစည်းအဝေးပွဲတရက်ကိုကျင်းပလျက်ရှိပါတယ် ဖြေလဲပိုင်းဒေသမှာရှိတဲ့အစ္စရေးနဲ့အီရန်ပြဿနာရပ်များစစ်ပွဲအခြေအနေများနဲ့ဆက်လျင်းပြီးဖြေလဲပိုင်းမှာရှိတဲ့အမေရိကန်ပြည်ထောင်စုရဲ့စစ်ကံများအဆောက်အဦများတန်ယုံများကိုတိုက်ခိုက်လာတဲ့အတွေ့အမေရိကန်သမ္မတဟာနိုင်ငံတို့ပြန်လာပြီးလိုအပ်သည့်များစီမံဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်းသတင်းများရရှိပါရယ်အချို့သောသတင်းများအရတော့စမုထိပ်သည့်ခုနှစ်နိုင်ငံရဲ့ ခေါင်းဆောင်များအစည်းအဝေးမှာကြေညာချက်ထုတ်ပြန်ရန်အတွက်အချို့သောကြေညာချက်ပါအကြောင်းအရာအချက်လက်များကိုနိုင်ငံခေါင်းဆောင်များကလက်မှတ်ထိုးရမည်ဖြစ်ပြီးအချို့သောကြေညာချက်ပါအကြောင်းအရာအချက်လက်များနဲ့ဆက်လင်းပြီးအမေရိကန်ပြည်ထောင်စုနေဖြင့်ပဝင်မကြကြောင်းလည်းသိရှိရပါသည် ဩစတြေးလျဝန်ကြီးချုပ်နဲ့အမေရိကန်သမ္မတတီးခြားတွေ့ဆုံရေးမက္ကဆီကိုသမ္မတနဲ့တီးခြားတွေ့ဆုံရေးဇလန်စကီနဲ့တီးခြားတွေ့ဆုံရေးအစီအစဉ်များကိုလည်းဖျက်သိမ်းပြီးအမေရိကန်ပြည်ထောင်စုသို့ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထမှန်လေးလာသိရှိရတဲ့သတင်းတရအရအီရန်နိုင်ငံတခိရန်မြို့မှာနေထိုင်ကြတဲ့မြို့သူမြို့သား၃သိန်းအားတခိရန်မြို့မှာထွက်ခွာရန် အစ္စရေးနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုကကြေညာချက်ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။ရှေးလယ်ပိုင်းဒေသမှာစစ်မီးများပုံမျိုးကျယ်ပြန့်လာနိုင်ပွဲရှိနေပါတယ်။ရှေးလယ်ပိုင်းဒေသတို့အမေရိကန်တပ်ဖွဲ့ဝင်များထပ်မံအင်အားဖြင့်ချထားခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။